နိုဝင်ဘာလ9ရက်တောက်ကြနေ့မြန်မာစံတော်ချိန်ည9နာရီကစလို့ဝမ်ချင်ပြန်ရှစ်ကကျင်းပတဲ့1 Friday 5 132ပြိုင်ပွဲကြီးကိုကျင်းပသွားတော့မှာဖြစ်ပါတယ်။ဆိုပါပြိုင်ပွဲကြီးမှာမြန်မာဖိုက်တာ3ဦးထိပွဲထွက်လာမှာဖြစ်ပြီးမြန်မာဖိုက်တာစိုးနောင်ဦးတန့်စင်နဲ့ဘရိုနီကာတို့ရဲ့ပွဲစဉ်တွေကို အားပေးကြရမှာပါ။ 1 Friday 5 132ပြိုင်ပွဲကြီးကိုတွဲဆိုင်ပေါင်း12ဆိုင်နဲ့ကျင်းပသွားမှာဖြစ်ပြီးပထမဆုံးကြည့်ရမယ့်မြန်မာဖိုက်တာစိုးနောင်ဦးရဲ့ပွဲစဉ်ကတော့တွဲဆိုင်နံပါတ်4နေရာကနေရှိနေတာပါသူတို့နှုတ်ရဲ့ပွဲစဉ်က Strawweight မွေတိုင်းပွဲစဉ်ဖြစ်ထိုးသက်သွားမှာဖြစ်ပြီးစိုးနောင်ဦးအနေနဲ့ Ancient Thai Fighter Mindsan Gan နဲ့ထိုးသက်သွားရမှာဖြစ်ပါတယ် ဖိုက်တာနှစ်ယောက်လုံးက အသက်24နှစ်အရွယ်အရက်9ဘီ၄လက်မစီရှိတာဖြစ်လို့ကြီးလို့ကောင်းတဲ့တွဲဆိုင်တစ်ခုဖြစ်ရှိနေပါတယ်။သူတို့နူကတက်မှတ်ဝိတ်အတွင်းကို125ပေါင်နဲ့အသီးသီးဝင်ရောက်ခဲ့ကြတာပါ။မြန်မာဖိုက်တာလေးစိုးနောင်ဦးနေနဲ့ဝမ်ချန်ပီယံရှစ်ဒုတိယမြောက်ပွဲမှာအင်ရှင်တိုင်းဖိုက်တာကိုဘလို့ပုံစံမျိုးတွေနဲ့အနိုင်ယူပြသွားမလဲဆိုတာစိတ်ဝင်စားပွဲစောင့်ကြည့်သွားရမှာပါ အဲ့ဒီနောက်1 Friday Fight 132ရဲ့ပွဲစဉ်6နေရာမှာတော့မြန်မာ Fighter လေးတန့်စင်နဲ့ Asian Thai Fighter Combo 9တို့ရဲ့ပွဲစဉ်ကိုကြည့်ကြရမှာပါသူတို့နှူးရဲ့ပွဲစဉ်က Flyweight မွေတိုင်းပွဲစဉ်ဖြစ်ထိုးသက်သွားမှာဖြစ်ပြီးတန့်စင်က133.8ပေါင်နဲ့တက်မှတ်ဝိတ်တွင်ဝင်ရောက်နိုင်ခဲ့သလို Combo 9က134.6ပေါင်နဲ့တက်မှတ်ဝိတ်တွင်ကိုအသီးသီးဝင်ရောက်နိုင်ခဲ့ကြတာပါ Fighter နှစ်ယောက်လုံးကအရက်9ပေ6လက်မသီရှိလို့ဘတ်တူတဲ့ ိုင်ပဲလို့ပဲပြောရမှာပါ။ဒါအပြင်တိုက်စစ်အာသန်ဖိုက်တာနှစ်ယောက်ရဲ့ထိတ်တိုက်တွေ့ဆုံမှုကတကယ့်ကိုကြည့်လို့ကောင်းတဲ့ပွဲစဉ်တစ်ပွဲဖြစ်ကူးပြောင်းလာဖို့ရှိနေပါတယ်။ အင်ရှင်ထိုင်းပြည်သက်တွေရောမြန်မာပြည်သက်တွေကပါဒီပွဲပေါ်အပြည့်ဝအာယုံစိုက်နေကြတာလေးဖြစ်ပါတယ်။ထိုင်းဖိုက်တာခွန်ဘွန်နိုင်ကဝမ်ချန်ပီယံရှစ်မှာထိုးသက်ထားတဲ့နောက်ဆုံး၅ပွဲသက်နိုင်ရရှိထားတာဖြစ်လို့တန့်စင်နဲ့ပွဲကိုပါအနိုင်ရရှိခဲ့ရင်သူ့အနေနဲ့ဒေါ်လာ3သိန်းနဲ့စာချုပ်အတွက်မျှော်လင့်ခွင့်ရရှိသွားမှာလေးဖြစ်ပါတယ်။ဒါမှမဟုတ်ချက်ချင်းလေးရရှိသွားနိုင်ပါတယ်။တန့်စင်အနေနဲ့လည်းဝမ်ချန်ပီယံရှစ်နောက်ဆုံး၃ပွဲသက်ရှုံးနိမ့်ထားတာဖြစ်လို့ဒီပွဲစဉ်မှာသူ့အတွက်အကောင် ဆုံးလုပ်ပြပြီးနိုင်ပွဲနဲ့ပြန်လာနိုင်မှုအကောင်းဆုံးကြိုးစားရမှာလေးဖြစ်ပါတယ်။ဒီပွဲကိုသာနိုင်ရခဲ့မယ်ဆိုရင်တော့သူ့အတွက်အပေါင်းလက္ခဏာဆောင်တဲ့ရလက်မျိုးပဲဖြစ်လာမှာပါ။ဒါကိုလေတန့်စင်လေးနဲ့ကောင်းကောင်းသဘောပေါက်ထားမှဖြစ်ပြီးအကောင်းဆုံးကြိုးစားလာမယ့်တန့်စင်ကိုကျွန်တော်တို့တူအားပေးလိုက်ကြရအောင်ဗျာ 1 Friday Fight 132ရဲ့ဒုတိယခေါင်းပွဲစဉ်နေရာမှာတော့မြမကယန်တိုင်းရင်သူလေးဘရိုနီကာနဲ့တီယိုဖိုက်တာလီမင်ရေတို့ရဲ့ပွဲစဉ်ကို ကြည့်ကြရမှာပါသူတို့နှူးရဲ့ပွဲစဉ်ကအန်တန်ဝိတ်မွေထိုင်းပွဲစဉ်ဖြစ်ပြီးဘရိုနီကာက135ပေါင်နဲ့တီယိုဖိုက်တာလီမင်ရေကလည်း135ပေါင်နဲ့အသီးသီးသတ်မှတ်ဝိတ်အတွင်းဝင်ရောက်နိုင်ခဲ့ကြတာပါ ရော်နီကာရဲ့ပြိုင်ဘက်တရုတ်ဖိုက်တာလီမင်ရီကဝမ်ချန်ပီယံရှစ်ပထမဆုံးထိုးသက်မှာဖြစ်ပြီးမွေထိုင်ဘက်ကိုကူးပြောင်းထိုးသက်တဲ့ပထမဆုံးပွဲစဉ်လေးဖြစ်ပါတယ်။ကီဘောင်ဇင်ဖိုက်တာ2အနေနဲ့မွေထိုင်ဘက်ကူးပြောင်းထိုးသက်ရမှာဘလို့ခက်ခဲတွေနဲ့ဘလို့အကောင်းဆုံးကြော်ဖြတ်သွားမလဲဆိုတာစိတ်ဝင်စားဖို့ကောင်းပါလေ။ ဘရိုနီကာနေနေလေဝမ်ချမ်ပီယံရှစ်တတိယမြောက်ပွဲစဉ်မှာတရုတ်ဖိုက်တာကိုဘလို့ပုံစံမျိုးတွေနဲ့အကောင်းဆုံးအနိုင်ယူပြပြီးအပူစုကြီးတွေပါတိမ့်ပိုက်ပြသွားမလဲဆိုတာကျွန်တော်တို့စောင့်မျှော်အားပေးလိုက်ကြရအောင်ဗျာကြည့်ရှုနားဆင်ကြတဲ့အတွက်အားလုံးပဲကျမ်းမာချမ်းသာကြပါစေခင်ဗျာ